ဒီဘက်ဗာဗီဒီယိုတင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေရစနေနေ့ကလေးကစပြီးတော့စဉ်းစားနေရဒါပေမဲ့လေစဉ်းစားရင်စဉ်းစားရင်းနဲ့အိပ်ပျော်သွားနေအကြောင်းအရာမထွက်လာဘူးဥဒနင်းကနေနေရောက်တဲ့အထိလည်းထွက်မလာသေးဘူးအဲ့ဒါနေကိုခန်းထဲမှာဘေးဘီဝဲရလေးကိုလှည့်ပတ်ကြည့်ရှုလိုက်တဲ့အချိန်မှာဒီအာလူးကျော်ဘူးလေးတွေ့ရပါဘူးအဲ့ဒါနဲ့ဒီအာလူးကျော်စပြတဲ့ဗီဒီယိုရိုက်မယ်ဆိုပြီးတော့စဉ်းစားလိုက်တယ် အဲ့လိုရရှိရှိဝေးစဉ်းစားလိုက်ရတယ်ဗောဒီနေ့ဗီဒီယိုကတော့ဒီအလူကျော်စာမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဘာမှထရထရဘူးတူတရစရာပါတယ်လို့မထင်ဘူးဗောနော်တကယ်လို့စိတ်ဝင်စားရဲဆိုလို့ရှင်တော့ဆက်ပြီးတော့ကြည့်လိုက်ကြပါဦးဒီအလူကျော်ကကြီး သူ့မှာမြင်ရတဲ့အတိုင်းပဲအမဲရောင်ရဲ့အနီရောင်ရဲ့ဆိုတဲ့ခါကျတော့သူ့ကိုကြည့်လိုက်တာနဲ့ဆက်မဲဆိုတဲ့ခံစားချက်ရတယ်ဟုတ်တယ်မလားကိုရီးယားမြန်မာနိုင်ငံကလာတဲ့လူအာလူချိုအဆက်တွေကိုအများရန်စားလာတဲ့လူဆိုတဲ့ခါကျတော့ဂျပန်မှာရောင်းတဲ့အာလူချိုအဆက်ဆိုတဲ့ဟာတွေကိုအဲ့လောက်ကြီးဆက်တယ်လို့မခံစားရဘူးလေဟုတ်တယ်မလားဒီအာလူချိုကိုစပြီးတော့မြင်တဲ့ချိန်ကျတော့လေအော်သူဆက်တယ်ဆိုပေမဲ့ဘယ်လောက်ကြီးဆက်နိုင်ပါလဲဟောစိတ်ထဲကလို့အထင်သေးလိုက်တာလေဒါပေမဲ့တကယ်တမ်းစားကြည့်ရဲ့ချိန်ကျတော့သူဆက်နိုင်တယ်တော့တော်တော်လေးကိုဆက်တယ်ပေါ့နော်ဂျပန်မှာဆိုလို့ရှိရင်ဆက်တဲ့အစားစာတွေဝယ်ရတယ်လည်းနဲ့ရှားတယ်မုံလို့ပါ တို့ပေါ့နော်အဲ့ဒါဆိုတော့တို့ကတဏျာယာသွားပြီးတော့အဲ့ဒီတဏျာယာကနေပြီးတော့ဆက်တဲ့အစားအစာတစ်ခုခုရလာပြီဆိုလို့ရှိရင်ရုံးမှရှိတဲ့အဲ့လိုအဆက်အဖွဲ့ကြီးအဲ့လိုအဆက်ကြိုက်တဲ့လူတွေကိုတို့ကမှတ်ထားပါတော့ဘသူတွေအဆက်ကြိုက်တယ်အဆက်စားနိုင်လဲဆိုတော့မှတ်ထားတစ်ခုခုဝဲလာပြီဆိုတာနဲ့အဲ့အဆက်ကြိုက်တဲ့လူတွေကိုပတ်ကြွေးတာဒါလူချုပ်စပြီးတော့စားဥတာလဲရောကလူကြီးကကြွေးတာကြီးသူကသူ့ရှေ့မှာစားခိုင်းတာပြီးတော့မျက်နှာဖြစ်သွားတဲ့ပုံစံကိုသူကကြည့်တာကြီးသူ့ရဲ့အလူချုပ်ကြီးဒီလိုပုံစံဆိုတဲ့ခါကျတော့လုံးဝ ငရုတ်သီးဘတ်တို့ဘာလို့မပါဘူးလေဟုတ်တယ်မလားအဲ့လိုမျိုးဆိုတဲ့ခါကျတော့စက်တယ်ဆိုတဲ့အရာတာကိုဘလို့ခံစားရမှာလဲလို့ကိုစိတ်ထဲကတွေးတာပေါ့နော်အဲ့ဒါနဲ့ကိုကနေပြီးတော့အဲ့ဆိုလို့ရှိရင်လုံငါနှစ်ချက်စားမယ်ဆိုပြီးတော့သူ့စီကနှစ်ချက်ယူပြီးတော့အဲ့လိုစားလိုက်တာပေါ့နော် ဒီကလူတွေကဘယ်လိုပြောရင်ကောင်းမှာလဲသူကဝါးနေတဲ့အချိန်မှာအဲ့လောက်ကြီးထိစက်တယ်ဆိုတော့အရသာကိုမခံစားရဘူးပေါ့နော်။ဒါပေမဲ့ဝါးပြီးသွားလို့အဲ့ဒါလေချောင်းထဲကိုရောက်သွားပြီဆိုလို့ရှိရင်လုံးဝပါဇက်ကြီးထဲမှာဆက်ပြီးတော့ကြံခဲ့တာ ਈ ။ဒါကကဒီဘူးကိုနှစ်ဘူးလောက်စားပြီးတဲ့အချိန်မှာဒီလောက်လောက်ကဘာမှဖြစ်သွား ਈ ။ပထမဆုံးစားပြီးတော့စားတဲ့အချိန်တော့ကကြတော့အဲ့လိုထွေးတွေပါ ਈ ထွက်လာ ਈ ။အဲ့ပထမတစ်ချက်စားလိုက်တဲ့အချိန်အဲ့နဲ့ဒုတိယတစ်ချက်ထပ်စားလိုက်တော့ပေါ့ ਈ ။ ြားတစ်ချက်ထက်စားလိုက်တဲ့အချိန်မှာလည်းအခုလိုမျိုးချွေးလေးပါလေးပြန်ထွက်လာပါဘောနော်ပထမဦးဆုံးအချိန်စားတော့ကကြတော့စားပြီးတော့9မိနစ်10မိနစ်လောက်အထိကိုရေခဲရေတွေစွတ်တောက်ရတာကွယ်အခုဆိုလို့ရှိရင်အဲ့လိုမျိုးမဟုတ်တော့ဘူးအလူချော်လေးကိုအေးချမ်းချမ်းစားပြီးတော့အေးချမ်းချမ်းဆက်လို့ရတဲ့အချိန်လေးရောက်သွားတယ်อืม ဇာတ်ရုပ်ရှိတယ်ဒီဘူးကကိုယ့်တော်ဝယ်ထားတဲ့ဘူးမဟုတ်ဘူးလေသူများလက်ဆောင်ပေးထားတဲ့ဘူးဒီမုတ်ကိုစပြီးတော့ကျွေးရဲ့လူကြီးပေါ့နော်သူပေးထားတဲ့ဘူးလေဒါစကျွေးတော့ဒီမုတ်ဝယ်နောက်မှရောင်းလဲဆိုပြီးတော့ကိုကမေးလိုက်တာမေးလိုက်တဲ့ခါကျတော့သူကဂျပန်မှာနာမည်ကြီးတဲ့ဒုံခီဆိုတဲ့ဆိုင်မှာရောင်းနေတဲ့အဲ့နဲ့ကိုကလည်းဒုံခီဆိုတဲ့ဆိုင်ကိုသွားပြီးတော့ဝယ်တာပေါ့နော်ဝယ်တဲ့အချိန်မှာပုံနေထားတဲ့အထက်ကိုတစ်ထပ်လုံးနဲ့အနေအောင်ပတ်ရှာတာဒါပေမဲ့ လုံးဝရှာလို့မတွေ့ဘူးသိရက်လေးကြာပြီခါရတော့ဆိုင်ပြင်းဘက်ကိုထွက်လိုက်တာထွက်လိုက်တဲ့ချိန်မှာအဲ့လူကြီးနဲ့တွေ့ရပါတော့ဟဲ့လေနစ်ဆန်နေဘာလာလောက်တာလဲဆိုအာလူကျော်လာရှာတာလို့ဒါပေမဲ့အာလူကျော်မတွေ့ဘူးလို့ပြောလိုက်တာအဲ့နဲ့သူကဟဲ့လေအဲ့နေရာငါတည်ရဲတယ်လားတဲ့အတူတူထပ်ပြီးတော့သွားရှာကြမယ်ဆိုပြီးသူနဲ့သွားရှာတာစားတယ်လျှို့ဝှက်ချက်တစ်ခုရှိရဲတဲ့အဲ့အာလူကျော်ကတနေရာထဲမှာထားတာမဟုတ်ဘူးတဲ့နှစ်နေရာရှိရဲတဲ့တနေရာကနည်းနည်းဂျောင်ကြတယ်လျှို့ဝှက်နေရာပါတော့ အဲ့လျှိုးဝဲနေရာမှာတော့လေရှိမှတေးကြတယ်ဆိုပြီးတော့သူကနေပြီးတော့ဥဆောင်ပြီးတော့သွားတာအဲ့မှာကိုကလည်းနောက်ကနေလိုက်တာပေါ့နော်အာလူကျော်ကလုံးဝမတွေ့ဘူးမတွေ့တဲ့ခါကျအာလူကျော်ကမတွေ့ဘူးတဲ့ရောင်းလို့ကုံသွားပြီထင်တယ်တဲ့သူကတဲ့ဂျပန်ကြီးကအဆက်မစားတော့တဲ့ဒီအာလူကျော်အဲ့လောက်ရောင်းလို့ကောင်းမယ်လို့မထင်ဘူးတဲ့ဒါပေမဲ့လုံးဝကိုပစ္စည်းပြတ်သွားတာပဲတဲ့တောင်းမှန်ပါတယ်နော်တဲ့တကယ်တမ်းတော့ရေ သူတောင်းပန်စရာလည်းမလိုပါဘူးဒါပေမဲ့ဘာလို့တောင်းပန်လဲဆိုတော့ကိုယ်လည်းနားမလည်နိုင်ဘူးအဲ့ဒါရပါရပါရလို့နောင်နေမှာဝယ်တော့ဝယ်ပါညာဟောတော့အဲ့လိုပြောပြီးခါကျတော့သူကလည်းသူလမ်းသူဆက်သွားကိုကလည်းကိုယ်ဝင်ကိုပြန်ဟောနော်နောက်တစ်ပတ်လောက်ကြာတဲ့ခါကျတော့ကိုကယုံကိုသွားရတာဗောနော်သွားရဆိုတော့ကိုကအခုလောလောဆယ်ကြတော့ကိုရဲ့မူရင်းယုံရဲ့တခြားယုံတယုံရဲ့ဗောနော်နှစ်ခုသွားနေရဗောနော်အဲ့ဆိုညောက်ခုနှစ်နာရီကိုကရောက်သွားတဲ့ချိန်ကသူနဲ့ဓလေကမှတွေ့ရဒီဟာလူကျော်ဘူးဘူးတဲ့ထားခဲ့တဲ့နော်တဲ့အိမ်ကိုတည်သွားနော်တဲ့သူကပြောတာဘာလို့လဲဆိုတော့ယုံဒီဘာဒီမှာကျတော့အများပိုင်းနေရလို့ပြောမှလားအဲ့လိုတနေရရမှာထားထားရဲဆိုလို့ရှိရင်အဲ့ဒါအမ ားပိုင်ပစ္စည်းဆိုပြီးတော့စားကျင်တဲ့လူကယူစားသွားကြတာပေါ့နော်ပြီးရခါကျတော့ဟိုရုံးကလူကြီးကထားသွားတယ်ဆိုတဲ့ခါကျတော့အားလုံးကလည်းအများပိုင်ပစ္စည်းလိုပဲထင်ပြီးတော့စားကြမှာပေါ့နော်သူကအဲ့လိုမျိုးမဖြစ်စေချင်ဘူးကိုတယောက်တည်းပဲသူကစားစေချင်တာအဲ့မှာလည်းသူကအိမ်ကိုတည်သွားတော့တဲ့ရုံးမှမထားခင်းနေတဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ဒီဘူးကရလာပေါ့နော်ဒီဘူးရလာပြီးတော့ဒီဘူးကိုဖောက်ပြီးတော့စားရင်းနဲ့ရည်ကျင်သွားတာတခုရှိရည်ကျင်သွားဆိုတာထဲအဲ့လိုပေါ့နော်နည်းနည်းဟိုဂျပန်နေရဲ့ကောင်းကွက်ကိုရှာရမယ်ဆိုလို့ရှိရင်အလုပ်ထဲမှာ professional sense နဲ့ဆိုတဲ့ခံစားချက်မျိုးကိုခံစားရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် ော်အဲ့ဒါဘယ်လိုလဲဆိုတဲ့ခါကျတော့ကိုကရုံးကိုအလုတ်ထွက်မယ်လို့ပြောပြီးသွားပြီပေါ့နော်အလုတ်က၁၂လပိုင်းလောက်ကုန်မှထွက်မှာဒါပေမဲ့ရှုပ်တယ်ဆိုပြီးတော့၃လလောက်ကြိုပြောလိုက်တာကွယ်ကြိုပြောလိုက်တယ်ဆိုတဲ့ခါကျတော့ဘာပဲပြောပြောကိုအလုတ်ထွက်မှာရုံးကလူကြီးပိုင်းနေကုန်တိနေပေါ့နော်ကိုကစတော့ငါစိတ်ထဲမှာထင်တာပေါ့နော် အဲအလုံးထွက်မယ်ဆိုလို့ရှင်ဘာပဲပြောပြောသူတို့ယုံကဝန်ထမ်းမဟုတ်တော့ဘူးပေါ့လောလောဆယ်ဟုတ်နေသေးတယ်ဆိုပေမဲ့လို့မဟုတ်လဲထွက်တော့မှာပဲဆိုတဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့ဘာမှတိတ်ပြီးတော့ဂယူတစိုက်ရှိတော့မယ်လို့ကိုယ်စိတ်ထဲမှာမထင်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဖဲနဲ့ခုလိုမျိုးအမြဲတမ်းပုံလေးတွေကိုကြိုက်တဲ့ဟာလေးတွေဆိုလို့ရှင်ကိုယ်ဦးစားပေးပြီးတော့ပေးတာတို့ပြီးလို့ရှင်တခုခုဆိုလို့ရှင်ကိုယ့်ရဲ့အကြံဉာဏ်တွေကိုခုစိတ်ထဲလေးထားတာတို့ပြီးလို့ရှင် ဲ့လိုမျိုးမျိုးမျိုးသောအကြောင်းအရာတွေပေါ့နော်အဲ့လိုမျိုးတွေကအရင်တော့အတိုင်းပဲဘာမှပြောင်းလဲသွားတာမျိုးရှိဘူးပေါ့နော်ပြီးတော့နောက်ထပ်ဟိုကောင်းတယ်လို့ခံစားရတဲ့အချက်ကဘာလဲဆိုတဲ့ခါကျတော့ကိုကအလုပ်ထွက်မယ်လို့အလုံးအတိပေးလိုက်ပြီးတဲ့အချိန်မှာအဲ့လူတွေနဲ့အမြဲတမ်းဆက်ဆံနေရမှာဆိုရင်ဘယ်လိုပြောရင်ကောင်းပါလဲမျက်နှာပူတယ်လို့ခံစားရတယ်ခွဲအားနာတာလားအဲ့လိုမျိုးတော့မသိဘူးလေအဲ့လိုခံစားရမျိုးခံစားရတဲ့ခါကျတော့ကိုကအဆက်တော့ကစိတ်ထဲမှာတော့ပေါ့နော်ငါအလုံးထွက်တာကိုအစိုးရပြောလိုက်လို့ရှင်သူတို့နဲ့အမြဲတမ်းတွေ့နေရမှာငါမျက်နှာပူစရာကြီးနေမှာပေါ့နော်အဲ့လိုမျိုးထင်တာပေါ့အဲ့မဲ့တကယ်တမ်းကျတော့မျက်နှာပူစရာ လည်းမကောင်းကောင်းဆိုခုနပြောသလိုပေါ့နော်လူကြီးတွေအကောင်လုံးကကိုယ်အလုံးထောက်မှာကိုတိရဒါပေမဲ့သူတို့အဲ့ဒါကိုတိနေတယ်ဆိုတဲ့ဟာကိုကိုယ်တိနေတဲ့ပုံစံမပြဘူးကွယ်ကိုဒီရုံးမှာပဲအများရန်ဆက်ရှိနေမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲပြောဆိုဆက်ဆံပေးကြရယ်ပေါ့နော်အဲ့ဒါဆိုတော့ဘာပဲပြောပြောစိတ်ထဲကနည်းနည်းအဲဘယ်လိုပြောရင်ကောင်းပါလဲ အဲမျက်နှာပူရာနည်းနည်းရော့တယ်လို့ခံစားရတယ်ဗောနော်ခေတန်းတော့ကိုရောင်းကလူကြီးတွေကကိုတွေအလုံးဆောက်ဝင်ကလေးကပြောပြီးသားဗောနော်သူတို့စီမှာတဲ့သူတို့နဲ့အတူတူအလုံးလုံးရင်းနဲ့ပညာတွေစုံသွားလို့ဗောနော်တခြားနေရာကိုပြန်တန်းမယ်ဆိုလို့ရှင်တော့မှာသူတို့အချီချီပြူပြူနဲ့လှုပ်ပေးမှာတဲ့လှုပ်ပေးတဲ့အပြင်ကိုလိုအပ်တာတွေပါ support လုပ်ပေးမယ်ဗောနော်သူအဲ့လိုမျိုးပုံစံမျိုးနဲ့ရုံးဆက်ဆက်အလုံးဆက်ဆက်ဝင်တဲ့အချိန်မှာကိုကိုပြောတာကွယ်အဲ့လူကြီးရပဲဗောနော်အခုရုံးမှာအခြေဆုံးဖြစ်နေတဲ့လူကြီးရပဲအဲ့စကားကိုစပြီးတော့ကြားတဲ့အချိန်မှာကိုစိတ်ထဲမှာတော့ရှောက်ပြောနေရအောင် င်တာကွာတကယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့မှာကိုတကယ်အလုတ်ထွက်မယ်ဆိုတော့ ူတို့ပြောလိုက်တဲ့ချိန်မှာလည်းအဲ့သူတို့ပြောခဲ့တဲ့ပုံစံအတိုင်းပဲလုံးဝကိုကိုနောက်ဆက်မတင်ရမယ့်ပုံစံမျိုးတွေပြောတာတွေမကြည်မဖြူပြောတာတွေအဲ့လိုမျိုးတွေလုံးဝမရှိရဲနဲ့ပိုကောင်းတဲ့နေရာကိုတွားတာသူတို့ကပြောရှင်ပေးရဲဆိုတဲ့ပုံစံမျိုးနဲ့ဆက်ဆံပေးရပါတော့အဲ့ဒါအပြင်ကမှပြောင်းတဲ့အလုပ်ကားတဲ့ဒီလူဝန်ထမ်းပဲနေရောက်ရှိလဲပေါ့နော်ဂျပန်မှာကျတော့အဲ့လိုမျိုးဝန်ထမ်းနေလို့ရှင်တိတ်မပြောင်းစီချင်တာဘာညာအဲ့လိုမျိုးရှိရပေါ့နော်ဘလူကုမ္ပဏီကစိတ်မချရတာဘာညာပေါ့နော်ပြောင်းမဲ့ကုမ္ပဏီကဝန်ထမ်းဘယ်နေရောက်ဘယ်နေရောက်လောက်ရှိရလို့ပြောတယ်ဘာညာဆိုပြီးသူတို့ပြောလိုက်တော့အဲ့လောက်ဝန်ထမ်း ်ပမာဏဆိုလို့ရှိရင်တော့စိတ်ချရတဲ့အထက်မှာပါတယ်ပေါ့အဲ့ဒါဆိုတော့ तू ကစိတ်ပူတာအလုပ်ပြောင်းပြီးဆိုလို့ရှိရင်တော့မှလစာအများကြီးရတယ်ဆိုပေမဲ့လို့စိတ်မချရတဲ့ကုမ္ပဏီမျိုးမှာအလုပ်လုပ်ဖြစ်သွားမှာကို तू စိတ်ပူတယ်ပေါ့နော်တကယ်လို့ပေါ့နော်လုံးလုံးရင်းနဲ့အင်မပြေရာရှိလို့ရှိရင်သူ့အချိန်မီးဖုန်းဆက်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုတဲ့အခါကျတော့ဘယ်လိုပြောရင်ကောင်းမလဲအဲ तू လွန်ခဲ့တဲ့9နှစ်ကပြောခဲ့တဲ့စကားနဲ့အခု သူ့ရဲ့လက်တွေ့လှုပ်ဆောင်ခြင်းတွေကလုံးဝကွက်တီပဲပေါ့နော်သူတို့စီကတင်ယူလိုက်ရတဲ့ဟာတခုပေါ့နော်သူတို့စီကဆိုတာထက်လူတိုင်းရဲ့အဲ့လိုစိတ်ဓာတ်မျိုးရှိမှာတော့မဟုတ်ဘူးကုမ္ပဏီတိုင်းရဲ့အဲ့လိုစိတ်ဓာတ်မျိုးရှိမှာတော့မဟုတ်ဘူးပေါ့နော်လူပေါ်မှာမူတည်တာနေမှာပေါ့နော်ကိုကြုံရတဲ့လူကြီးတွေကအဲ့လိုမျိုးလူကြီးပိသားတဲ့လူကြီးတွေနဲ့တွေ့ခဲ့ရတယ်ဆိုတဲ့ခါကျတော့ဘလို့ပဲပြောပြောကုတ်ကလေးကြလို့ရှင်တော့လူကြီးမပိသားတဲ့လူမျိုးမလုံဖြစ်လောက်ဘူးလို့တော့ထင်တာပဲပေါ့နော်ဒီဟုတ်ကွတစ်ဖက်လူရဲ့ခြေနေပေါ့နော်ခြေနေမှာမူတည်ပြီးတော့ဘလို့ဖြစ်သွားမလဲဆိုတာရှိတာဟုတ်ရဲတော့အလူကြုံစားမဲ့ဗီဒီယိုရေးဒါပေမဲ့အလူကြုံစားရ နဲ့လေပေါ်တာကြားသွားရေအလူကြော်လေးကိုတိတ်ချပြပါမယ်။လူကြော်လေးကိုပဲကြည်လိုက်ပါ။ကျမအခုတော့အချိန်မိုးတွေလုံးရပြီးတော့အေးရေးပြက်တာများပြီးတော့ကျမရဲ့ပြက်ကွင်းကဒီအလူကြော်လိုအယောင်ဖြစ်နေရတယ်။အဲဒါဆိုတော့ကျမရဲ့မျက်နှာကြီးကိုမကြည့်ပါနဲ့။အလူကြော်ကိုပဲကြည်ပါလူမျိုးလေးပါ။ကောင်းပါရဲ့။อืมဒီအလူကြော်လေးကဆက်တဲ့ခါကျတော့ဟေ။ဘာအဲ။နွားနို့အေးအေးလေးနဲ့အတူတူစားလေကောင်းတယ်။ ငါးရင်းထုတ်တဲ့9တန်း10တန်းလောက်ကြီးအဲ့လိုမျိုးချိန်မှာဆိုလို့ရှိရင်မြမသုံးပေါ်အာလူကြော်လေးသိရမလားအရန်ငရုတ်သီးရဲတောက်ပြီးတော့ရန်ဆက်တဲ့ငရုတ်သီးငရုတ်သီးကြော်တော့ဖြစ်နေအာလူကြော်ရှိရယ်ကွယ်အဲ့အာလူကြော်ရယ်ပေမဲ့ဖြိုရင်အေးအေးလေးရယ်တောက်လိုက်ရလို့ရှိရင်လုံးဝကလေးဘွားရယ်ပြောရှင်စရာပဲဘယ်မှာရှိရဲ့လူတွေကဒီအာလူကြော်ကိုမစားဘူးသေးရဲ့လူတွေရှိရယ်ဆိုလို့ရှိရင်အဆက်ကြိုက်တဲ့လူတွေပေါ့နော်ရှိရယ်ဆိုလို့ရှိရင်စားကြည့်လိုက်ပါစားလို့ကောင်းပါလေ ဒီနေ့ကလောက်ပါပဲနောက်မှပြန်တွေ့ရမယ်တတ